အဲ့တော့ဂေါရမဗုဒ္ဓဟာအာရိစ္ဆာဆိုတဲ့အနွယ်အဲ့ဒီအာရိစ္ဆာဆိုတဲ့အနွယ်ကိုပဲဂေါတမလို့လည်းခေါ်တယ်။တာကိယလို့မျိုးဆက်အားဖြင့်တာကိယမျိုးရိုးကနေပြီးတော့အခုလို့သာသနာပေါင်းဖရာယဟန်ယဟန်တပါအနေနဲ့တရားချင့်မှုထွက်ခွာလာခဲ့တာဒါက တာဂဝင်တို့ရဲ့သမိုင်းလေးပေါ့အဲ့တော့ဘုရားလောင်းတော်လေးဟာအမိနာမကတိတ်တထမွေးဖွားလာတဲ့အခါမှာတမျိုးလုံးတစ်ဆွေလုံးကဝမ်းသာကြတယ်အင်တမဘုံကံချီးမားတဲ့ပုဂ္ဂိုလ်တူမွေးဖွားလာတဲ့အခါမှာထူးခြားတဲ့အတိတ်နိမိတ်တွေပေါ်ထွန်းလာလို့ ဆွေတွေမျိုးတွေရဲ့အကျိုးစီးပွားတွေဟာပို့ပြီးတော့ဖြစ်ထွန်းလာတယ်ခုခေတ်တောင်မှရှိတယ်လေဒီကလေးလေးမွေးလို့စီးပွားတက်တယ်ဆိုတာရှိတယ်နော်ဒီကလေးလေးမွေးမှစီးပွားပြတ်သွားတယ်ဆိုတာလည်းရှိတယ်အဲ့တော့ဘုရားလောင်းလေးမွေးလာတဲ့အချိန်ကျတော့ကိစ္စဝိစားတွေဟာလွယ်လွယ်ကူကူနဲ့အောင်မြင်ကြတယ်ပေါ့လုံငန်းကင်တာတွေပို့ပြီးတော့ရှင်ပြေးလာအဲ့ဒါကြောင့်မို့လို့တိတ်ထထ နာမည်ပေးလိုက်တာပေါ့တိတ်တတိတ်ကြီးအထအလုံးလုံးကိစ္စဝိစာတွေအကုန်လုံးပြည့်စည်တယ်ချောမွေ့တယ်ပို့ပြီးတော့အောင်မြင်လာတယ်ဆိုတဲ့မင်္ဂလာအတိတ်နဲ့တိတ်တထလို့နာမည်ပေးထားအဲ့ဒီတိတ်တထမင်းသားလေးအင်ဒမလည်းဥစ္စာတဏကျွယ်ဝလာတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်မိဘကောလည်းဥစ္စာတဏကျွယ်ဝတယ် ကျော်ဝတဲ့မျိုးရိုးမှာဝေးပွားလာတော့မိဘတွေကလည်းအလွန်အလိုလိုက်တယ်ပေါ့အလွန်လိုလိုက်တယ်သို့တော့ဘုရားပိဋကတ်ကျမ်းစာတွေထဲမှာတော့ဖះလောင်းလေးကိုပညာသင်ပေးတယ်ဆိုတာထေရဝါဒကျမ်းစာတွေထဲမှာမပါဘူးမဟာယာနကျမ်းစာဖြစ်တဲ့လာလိတဝိထာရကြတော့ဖះလောင်းလေးကိုအခရာပညာတို့အခြားတတ်တဲ့ပညာတွေကိုဆရာကနေပြီး ကျူးရှင်လာပေးတာတော့ပါတယ်သူတို့ထင်တာပြီးသန့်တင်ပေးတာရှိတယ်အဲ့ဒါကတော့လူသားနဲ့ပို့ပြီးတော့ဆန်းတယ်ထူးခြားတဲ့ပုံကိုယ်တွေကမတင်မဲတတ်တာတော့မဟုတ်ဘူးမြင်လိုက်တာနဲ့လည်းတတ်နိုင်တယ်ကြားလိုက်တာနဲ့လည်းတတ်နိုင်တယ်မိဘတွေအနေနဲ့ကတော့မတင်ပေးပဲနေမှာမဟုတ်ဘူးတင်ပေးမှာပဲဒါကသဘာဝတော့ကြာပေါ့အဲ့ဒီလိုနဲ့ဖျားလောင်းတော်လေးငငယ်ရွယ်ရွယ်နဲ့ပဲ 16နှစ်သားမှာအိမ်အောင်ချပေးလိုက်တယ်။ဒါသူတို့ခက်ကနင်းနေရွယ်နဲ့အခုအိန္ဒိယနိုင်ငံမှာဆို17နှစ်နဲ့တောင်အိမ်အောင်ချပေးတာရှိတယ်။ရေဝရသရိုသားတို့ဆို9နှစ်နဲ့အိမ်အောင်ချပေးတာလည်းရှိတယ်။ဟောအခုခေတ်တော့မတော်ရရောပိုးငယ်တာတွေနဲ့အိမ်အောင်ကြတာလည်းရှိတယ်နော်။အဲ့ဒီမှာဘုရားလောင်းတော်လေးဘယ်လိုသူ့ဘဝမှာချမ်းချမ်းသာသာ မင်းသားငယ်ဘဝတုန်းကဘယ်လိုနေထိုင်ခဲ့ရတယ်ဆိုတာကိုအင်္ဂုတ္တရနိကေသုခမလာတုတ်ပါရသော်ဘုရားကိုယ်တိုင်ကပြန်ပြီးတော့ဟောပြောထားတာရှိတယ်။သူနေခဲ့တဲ့ဘဝလေးရဲ့ပြည့်စုံမှုပြောတာ။ဆက်တင်ပြီးတော့အဲ့ဒီတုတ်တံသုခမလာတုတ်လို့ဆိုတဲ့သုခမလောအဟံဘိက္ခဝေပရမသုခမလောအစ္ဆန္ဒသုခမလောသူ့ဘဝဟာ အလုံးကိုတိမ်တိမ်မွေ့မွေ့ချမ်းချမ်းသာသာဖြတ်တန်းခဲ့ရတယ်တဲ့ဒုဘွားတုန်းကမိဘတွေကအလိုလိုက်တာဟုတ်အလိုလိုက်ပြီးတော့အင်တာမတ်ချမ်းချမ်းသာသာကြီးခဲ့ရတယ်တဲ့အဲ့ဒီလိုအမိတ်ရှိပြီးတော့သူနေဖို့နန်းဆောင်၃ဆောင်ဆောက်လုပ်ထားတယ်တဲ့သူ့အတွက်ရည်ဆွေးပြီးတော့ဆောင်းရည်ဒီမှာနေဖို့အတွက်လုံလုံချုံချုံနော် အအေးတံကိုကာကွယ်တဲ့အဆောက်အဦမျိုးနတ်ပြတ်သားမျိုးဆောက်လုပ်ပြီးတော့ထားတယ်။နှွေရည်မှာလည်းအေးအေးမြတ်မြတ်နေနိုင်အောင်အပူတံကိုခံနိုင်တဲ့အဆောက်အဦမျိုးဆောက်လုပ်ပြီးတော့ပေးထားတယ်။မိုးရည်ကြတော့လည်းမိုးရည်နဲ့လိုက်လျောတဲ့အဆောက်အဦမျိုးကိုဆောက်လုပ်ပြီးတော့ပေးထားတယ်။နှွေမိုးဆောင်ဆိုတာလို့ရာသီတွေလှည့်ပြောင်းနိုင်ရာသီဥတုတွေဘယ်လိုပဲပြောင်းပြောင်းသူ့ကိုထိခိုက်မှုမရှိအောင် လမ်းပြတ်တာ3ဆောင်မှာအိမ်ဆောင်ကြီး3အိမ်ကြီး3လုံးပေါ့နော်အဲ့ဒါလို့လက်လှယ်ပြီးတော့နေထိုင်ကြရတဲ့အကြောင်းကိုဖျားလောင်ကရသော်ဖျားကပြန်ပြီးတော့ဟောတယ်အဲ့ဒီလမ်းပြတ်တာအဆောင်နေထဲမှာရေကန်ကြီး3လုံးလဲအလှပတူးဖော်ထားပြီးတော့ရေကန်တစ်လုံးထဲမှာဘုံမှာကြာပန်းနေစိုက်ထားတယ်နောက်ရေကန်တစ်လုံးထဲမှာကြတော့ဒီ ြာညိုပန်းတွေစိုက်ထားတယ်။နောက်ရေကန်တလုံးထဲမှာတော့ကြာပြူပန်းတွေစိုက်ထားတယ်။ကြာ၃မျိုးနဲ့ကံ၃ခုဒီလိုအလှပတစားဆင်ပြီးတော့စိုက်ပျိုးထားတဲ့အကြောင်းဒါဖြင့်ဝတ်စားဆင်ရင်တော့ဘလို့ဝတ်စားဆင်ရင်တော့လို့ဆိုတော့အဲ့ဒီထဲမှာအဝတ်၃မျိုးပေါ်ပြထားတာရှိတယ်။အဝတ်ဝတ်ပုံက နိဝတနာလို့ဆိုရယ်အခုဘုန်းကြီးတွေဝတ်တဲ့အဝတ်မျိုးပဲဖြစ်ကောင်းဖြစ်လေနော်သင်းပိုင်လိုဟာမျိုးအတွင်းကဝတ်တဲ့အဝတ်ကတခုအဲ့ဒီအတွင်းကဝတ်တဲ့အဝတ်ဟာလေကာတိတိုင်းမှာထုတ်လုပ်တဲ့ကာတိတိုင်းကဖြစ်တဲ့ကာတိတိုင်းဖြစ်အဝတ်ကိုဝတ်တယ်အဲ့ဒီခေတ်ကတော့အကောင်းဆုံးကာတိတိုင်းဖြစ်ဟာကိုဝတ်ဒီလိုဆိုလိုတာပေါ့နော်ခုကိတော့သင်္ကန်းတွေအကောင်းဆုံးဘုံမတို့ဘာတို့ အဲ့တော့ကာတိတိုင်းပြည့်အဝတ်ဝတ်တယ်အပေါ်ယုံကလည်းပဲကာတိတိုင်းပြည့်အပေါ်ယုံပဲအဲ့ဒီလိုအဝတ်တွေပေါ်မှာအပေါ်ကနေဆွတ်ချတဲ့အင်းကြီးအဲ့ဒီအင်းကြီးတင်တိုင်းကလည်းပဲကာတိတိုင်းပြည့်ကအဝတ်ဖင်းနောက်ဆုံးခေါင်းပေါင်းပေါင်းတဲ့ခေါင်းပေါင်းစားကလည်းပဲကာတိတိုင်းပြည့်ကခေါင်းပေါင်းစားအဲ့တော့ဘုရားအလောင်းလေးဝုပ်စင်ပုံလေးကိုပုံဖော်ပြီးတော့ကြည့်မယ်ဆိုရင် ခါကဝှထတာကတခုအပေါ်ကနေပြီးခြုံရမ်းထတာကတခုအပေါ်ကနေစွတ်ချထားတဲ့အစွတ်ကြီးဝိယုံကြီးကတခုခေါင်းပေါင်းထားတဲ့ခေါင်းပေါင်းကတခုလို့ဒီပုံစံနဲ့ဖျားလောင်းလေးဝတ်တဲ့အဝတ်တွေကိုဖော်ပြထားတာရှိတယ်။ဒါဖြင့်နတ်နာတွေဘာလိမ့်ချေတုံးဆိုစန္ဒကူနတ်နာလိမ့်ချေအဲ့ဒီစန္ဒကူနတ်နာလဲကာတိတိုင်းကလာတဲ့ဟာတဲ့ တိပြင်းနိုင်ငံတိပြင်းကလာတဲ့ဟာမဟုတ်ဘူးကာတိတိုင်းပြည့်ဆန်တကူကိုလိမ့်နေတယ်ဒါကတော်တော်လေးပြည့်ပြည့်စုံစုံရသော်ပြားကဘဝကိုဖော်ပြထားတယ်သူ့ရဲ့အနေထားတကူဖော်ပြထားနေရောညာရောအပေါ်မှာထီးပြူကအုံမိုးထားတယ်တဲ့ဘာကြောင့်လို့ဆိုရင်အပူဒဏ်တို့အေးဒဏ်တို့ဖုံမဖုံနေပါလေမကြရအောင်မျက်မုံမျက်မွားတွေမကြရအောင်အမြဲတမ်းထီးပြူနဲ့မိုးထားပေးတယ်လို့ သူအဲ့ရမှာလည်းဖြည့်ဖြည့်မိုးထားတယ်လို့ဒီလိုဆိုရပေါ့